မင်္ဂလာပါရှင်တနင်္သာရီထိုင်းသတင်းဌာနမနေ့ကင်းတဲ့အစီအစဉ်ရဲ့မတ်လ9ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းကွက်ခိုင်မြို့မှာရှိတဲ့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KNO ဆက်ဆံရေးရုပ်ကိုတအားတက် TNRA တပ်ဖွဲ့ဝင်တချို့ကဝင်စီနှင်ပြီး KNA တပ်ဖွဲ့ဝင်20ခန့်ကိုဖမ်းဆီးသွားတယ်လို့ပြည်တွင်းသတင်းဌာနတွေကဖော်ပြပါဗျာ အခုလခဏရနေညနေပိုင်းမှာဝင်ဖန်းသွားတာဖြစ်ပြီး KNO ဆက်ဆံရေးယုံနဲ့ဘားထဲမှာရှိတဲ့တပ်ဖွဲ့ဝင်တွေရဲ့အိယာခင်တွေစာရွက်ဆန္ဒတွေအကုန်လုံးကိုသိသိသွားတယ်လို့လဲဆိုပါတယ်ကိုခိုင်မျိုးဟာကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO တအားတတ TNLA ကိုကတက် MNDAA တို့အကြားအငင်းပွားမှုတွေမကြာခဏဖြစ်ပေါ်နေတဲ့မျိုးလဲဖြစ်ပါတယ် အကြောင်းအမျိုးမျိုးကြောင့်ထိုင်းနိုင်ငံမှာပြည်ထောင်ကြခံပြီးနေရပြန်လာခြင်းအတင်းအဓမ္မစစ်သားစုဆောင်ခံရပြီးစစ်မှုထမ်းခရသူနှစ်ဦးဟာမြေမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းဗက်ပြောက်ခုလိုခဲ့တယ်လို့မြေပါကဖကတင်ထုတ်ပြန်ပါတယ်။သူတို့နှစ်ဦးဟာစစ်မှုထမ်းအပတ်စဉ်ကိုယ်အတွက်စစ်သားစုဆောင်ခံခဲ့ရတာဖြစ်ပြီးမြေမြုံနယ်ရွှေတူရွာအခြေစိုက်တိုက်ပွဲဝင်စီအိုရေးတင်တန်းကြောက်ကနေအခုလ၃ရက်နေ့မှာထွက်ပြေးလွတ်မြောက်ခဲ့တာလို့သိရပါတယ်။ စစ်ကောက်စီအဖွဲ့ဝင်ဝန်ကြီးနဲ့ဒုဝန်ကြီးတွေပါတဲ့ထိတ်တန်းအရာရှိ73ယောက်နဲ့အဖွဲ့စီ3ခုကိုကနေဒါနိုင်ငံကတက်ခန့်ပိတ်ဆို့လိုက်ပါတယ်။အရေးယူခံရတဲ့သူတွေထဲမှာစစ်ကောက်စီဥက္ကဋ္ဌရိုးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီး၊ပို့ချို့ကြီးတွေနဲ့စီမံကိန်းနဲ့ဗန်နာရေးဝန်ကြီးဌာနတန်ရင်သာလူမျိုးရေးရာဝန်ကြီးနဲ့သူတို့ကိုအထောက်အကူပေးနေတဲ့သူတွေပါဝင်ပါတယ်။ မြန်မာစစ်တပ်ရဲ့ဥဆောင်သူတွေကကျူးလွန်ခဲ့တဲ့လူအခွင့်အရေးချိုးဖောက်တာတွေအမြင့်တွင်နေတဲ့အကြမ်းဖက်မှုတွေဖိနှိပ်မှုတွေတမကပိုဆိုးလာတဲ့မြန်မာအကြက်တယ်တွေအတွက်တာဝန်ရှိလို့ပိတ်ဆို့အရေးယူတာဖြစ်တယ်လို့လည်းကနေဒါအစိုးရကထုတ်ပြန်ပါတယ်။တနင်္သာရီမျိုးနဲ့တိတ်ခွန်ရွာကနေ၆နှစ်ပေါက်ရွာဘက်ကိုလာတဲ့စစ်ကောင်စီတပ်ကနဲ့ကာကင်းယူပေးနေတဲ့စစ်ကောင်စီတပ်သားတွေအခုလာ၈ရက်နေမနေ့ပိုင်းကတိုက်ခိုက်ခံခဲ့ရတယ်လို့မြစ်ခရိုင်တပ်ရင်းနှစ်ကတင်ထုတ်ပြန်ပါတယ်။ မြစ်ခရိုင်တန်ရင်နှင်းနဲ့မဟာမိတ်ပူပါအုပ်တပ်ဖွဲ့တွေကအလင်းငိုက်တက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သား၃ဦးကြာဆုံးခဲ့တာကိုမျက်မြင်တွေ့ခဲ့ရတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တွန်လိုင်းရင်မဟာမိတ်တပ်တွေဘက်ကတော့တပ်ဖွဲ့ဝင်၂ဦးမစိုးရိမ်ရဒဏ်ရာရပြီးကြာဆုံးသူမရှိဘူးလို့ဆိုထားပါတယ်။ နှင်းစီရောင်အမျိုးသမီးများတမကဒဝဲကနေဦးဆောက်ပြီးအခုလရှေ့ရန်နေမှာကြာရောက်တဲ့ပြည်ပဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအနေနဲ့လောက်လို့မြို့နယ်မှာလူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။တော်လာတော့နှင်းစီတွေဖိနေမှုအမှတ်သမားကိုတိုက်ဖြတ်မလို့ဆိုတဲ့ခေါင်းစဉ်နဲ့အခုလရှေ့ရန်တွေကလူထုလှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုနဲ့အကြမ်းဖက်မှုတွေပပျောက်ရေးဒီမိုကရေစီရေးလူအခွင့်အရေးကြားမှတန်းတူအရေးနဲ့လွတ်လပ်လူချိုတဲ့လူပေါတိဆောက်ရေးတို့အတွက်အာဏာရှင်တွေရဲ့ဖိနှိပ်မှုတွေအပါအဝင်မတရားဖိနှိပ်မှုမှတ်တမ်းများကိုတိုက်ဖြတ်သွားကြဖို့ရည်ရွယ်ပြီးအခုလိုလှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ TDMSC ကထုတ်ပြန်ထားပါတယ်တနင်္လာနေ့ထိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။